ဆလင်းစာမှာကတော့ရှန်ကိုဆိုတဲ့ပြည်နယ်မှာ glory ဆိုတဲ့ဂိမ်းကတကပါလုံးအတွက်တည်ထောင်ထားခဲ့ပြီးတော့ဆယ်နှစ်ပြည့်ထိမ်းမှန်းနေပါပဲတကပါလုံးကကစားသူတွေအမြောက်များကိုရရှိထားခဲ့ပါတယ်ဒီလိုနဲ့တကယ်လုံးဆယ်နှစ်စုသာကြာခဲ့ပြီးရင်တော့ကစားတဲ့သူပေါင်းတန်တရာ30နီးပါးလောက်ရှိလာခဲ့ကြပြီးတော့မယုံကြည်နိုင်လောက်အောင်မြင်မှုရခဲ့ပြီးရဲ့ချိန်ရက်တီခဲ့တဲ့သူတွေလည်းဒုနဲ့ဒီရှိနေကြပါတယ် အားလုံးထဲမှာမမမယုံကြည်နေတာကောင်းတဲ့သူတဦးကိုကြားပါမယ်ဆိုရင်တော့ဂလိုရီရဲ့တမိုင်းချက်အထင်ကရစစ်နက်ဖေးရလို့တင်စားခေါ်ကြရဲယေရှုကိုရပြာမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့နောက်ဆုံးဖိုင်နေပွဲမှာကတော့အကောင်လုံးဘောကိုဝိုင်းပြီးတော့တက်ဖြတ်နေခဲ့ကြတဲ့အချိန်နောက်ဆုံးဘောကောင်ဖြစ်တဲ့ကိုရှေ့ကိုကျုံနေခဲ့ကြပြီးတော့တရားမှမနိုင်ပဲဖြစ်နေခဲ့ကြပါတယ်။ တက်ကန်အင်းနဲ့ဘောကောင်အေးလမ်းမှာဓာတ်တစ်ခုလန်ယူချရခဲ့ပြီးရဲ့အချိန်မှာပေါက်ကွဲထွက်သွားရင်ရေရှိုးရလာခဲ့ပြီးတော့အဲ့ဒီလန်ဒန်ဝင်းပဲကင်ပြီးတဆင်ချင်းဖောက်ထွက်လာတဲ့အချိန်တွေမှာပဲလက်တလုံးဖြက်စီးပစ်လိုက်ပြီးတော့အားလုံးဖြက်စီးပစ်လိုက်ပါတယ် ရန်ချိုးလည်းသူ့ရဲ့ဓာလန်နဲ့အမြဲတမ်းဆွမ်းရည်ကိုတင်ထားခဲ့ပြီးရဲ့အချိန်အထက်ကိုတက်သွားခဲ့ပြီးရဲ့နောက်အဆုံးသတ်နိုင်ခဲ့ပြီးရဲ့အချိန်ကစားသမားပေါင်းရှာနေရှိပြီးတက်ခိုက်တာတော့မနိုင်တဲ့ပေါကောင်ကိုရှာနေရှိပြီးတက်ခိုက်တဲ့ဆွမ်းရည်ကိုပိုင်ဆိုင်ထားရဲ့ရန်ချိုးကတော့တယောက်တည်းအနိုင်ယူနိုင်တဲ့လားကြောင့်အားလုံးနဲ့အံ့ဩနေရပါတယ် ပြောင်မြောက်ခစ်ဆိုတဲ့အဖွဲ့ဆိုတာက Glorie မှာအကြီးကျယ်ဆုံးအဖွဲ့စည်းကလပ်တစ်ခုအဖြစ်ရည်တည်ထားနိုင်ခဲ့ပြီးတော့ယေရှုကတော့အဲ့ဒီအဖွဲ့တွေကခေါင်းဆောင်တဦးဖြစ်ပြီးဆက်လက်တိုင်းနာနိုင်ခဲ့ရာအဖွဲ့ကုမ္ပဏီကလည်းနိုင်ပွဲတွေနဲ့ထိတ်ဆုံးမှရည်တည်လာနိုင်ခဲ့ပါတယ်။ယေရှုကတော့အကြီးဆုံးအဖွဲ့ရဲ့ခေါင်းဆောင်နေရာကိုတော့ရထားခဲ့ပေမဲ့ဂိမ်းကုမ္ပဏီရဲ့နှက်ဖျားလို့တင်စားခေါ်ရရပြီးတော့တပတ်ကနိုင်ပွဲ၃ပွဲနဲ့ဆက်လက်ပြီးတော့ထိတ်တန်းမှရည်တည်နေခဲ့ပါတယ်။တရက်မှာတော့ခေါင်းဆောင်ဖြစ်တဲ့ယေရှုကိုခေါ်ယူခဲ့ပြီးရင်တော့ပြောင်မြောက်အဖွဲ့ကလပ်ကနေ အပြောင်းပြချက်မရှိဘဲဖယ်ထုတ်လိုက်ပြီးဖြစ်ကြောင်းပြောနေခဲ့ကခေါင်းဆောင်အစ်တစ်ကိုလည်းအကူမဝင်လာတဲ့ကစားသမားဆွင်းရှန့်ကိုပြီးလိုက်ကြောင်းပြောပြလာပါတယ်။ဒီလိုနဲ့လောကကြီးကိုမထွက်ချင်ရင်တော့နီလန်တစ်ခုရှိပြီးတော့ရေချိုးကိုအကူမစပြီးအစ်တစ်ဝင်နဲ့ရှင်းစင်တော့မှာပဲလုံးလုံးကမဖြစ်ကြောင်းပြောခဲ့ပြီးရင်တော့ရေချိုးကတော့သူကဒီကန်ရန်ဒီအက်ကိုပြီးရလိုက်ခဲ့ပြီးရင်တော့ဆုံးပြတ်ခဲ့ပါတယ်။ သိင်းချန်လည်းဘာကြောင့်လက်တွေတုံနေရလဲမေးခဲ့ပြီးရဲ့အချိန်စစ်နက်ပြားဆိုတဲ့ဂုံပုံနဲ့ဘလို့လဲဆိုပြီးပြောပြနေခဲ့ကကျဲရှိုးကတော့မင်းက glory ဆိုတဲ့ဂိမ်းကိုတကယ်ရှင်းမြတ်လို့တော့မဟုတ်ဘဲနဲ့ကြောက်ရချင်အောင်တတ်တတ်ပဲဆိုတာသိတာနေရလို့ပြောပြီးတော့သူ့ရဲ့ ID card ကိုပေးခဲ့ပါတယ် ။ဩဂတာကတော့ယေရှုအတွက်ကိုပိုင် ID ကလောက်ထားတာမျိုးမရှိသေးကြောင်းပြောခဲ့ပြီးဒီမှာလေးချင်းရေးသမားအနေနဲ့ဆက်လုပ်လို့ရကြောင်းပြောတော့ယေရှုရင်ဒါရီလောက်ချံဖို့အတွက်အတော်လေးကိုစီစဉ်လိုက်ရမှာပဲဆိုပြီးသူ့ရဲ့တထည့်ကိုပြောနေခဲ့ကသူအတွက်ကတော့ဒီကလမှာဆက်မလုပ်တော့ဘူးဆိုပြီးတော့ထွက်လာဖို့လုပ်ပါ යි ။ ရဲရှုကလည်းစာချုပ်ကိုပြက်ပယ်ပြီးတော့ဂျန်ွေကိုလည်းပေးဆောင်မယ်ပြောတော့သူတို့တွေကဒီတော်တွင်ရဲရှုယူပေးခဲ့တဲ့စုတွေကမနေတော့ဘူးဖြစ်တာမလို့ခြေအေးပေးဖို့လည်းစုံဖြတ်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ညှိနှိုင်းမှုအနေနဲ့မင်းဘကနေပြီးတော့ဂိန်းလောကနေပြီးတော့အနာယူပြီးဆိုတဲ့အကြောင်းကိုကြေညာပေးရမယ်လို့ပြောတော့ကောင်းလေးရတယ်။ဂျန်ရှုအတွက်ကအတိတ်ကပြန်စားရမယ်ဆိုရင်တနေ့လောက်အချိန်ယူရအောင်မှဖြစ်တဲ့အတွက်ကြောင့်ရက်ဆက်ရကြလုံးကြောင့်ပြောနေခဲ့ပေမဲ့ရဲရှုကလက်ခံဖို့လုပ်ခဲ့ပါတယ်။ ရေချိုးတို့လည်းထွက်ဖို့အတွက်လက်မှတ်ထိုးပေးခဲ့ပြီးနောက်မူရှန်ကတော့ဘာကြောင့်ထွက်လိုက်တာလဲလို့မေးနေခဲ့ကရေချိုးလည်းအခုထိတကယ်ကိုနားမလည်သေးတာလားဒီကနေ့ကုမ္ပဏီကသူ့ရဲ့အောင်မြင်မှုထက်ပတ်ဆိုင်ရဖို့ပုံမူအားတက်နေရအတိတကြီးပဲလို့ပြောပြခဲ့ပါတယ်သူကိုယ်တိုင်ကထိတ်တန့်ကစားသမားဖြစ်ပေမဲ့သူတို့အတွက်တော့စုတစိတ်အတွက်ဂျန်နာရီယူပီးနိုင်ခဲ့ပေမဲ့အခုလိုမျိုးကြံစီတာဖြစ်မှာကပတ်ဆိုင်အတွက်ကလွင်ဂျန်နာမရှိကြအောင်လေကစားပေါ့မူရှန်ကိုနားလည်အောင်ပြောပြလိုက်ပါတယ် ဖင်ချန်ကတော့ရေချိုးကိုသူတို့ကိုဖတ်တွယ်နေမယ်ထင်နေကြတာ။ဘာကြောင့်အခုလို့ဆုံးဖြတ်ချက်ရှာပြီးထွက်သွားရလဲလို့ပြောခဲ့ပြီးအခုလို့ထွက်ပြေးတဲ့အကြောင်းရင်းကိုလည်းမေးမြန်းခဲ့ပါရဲ့။အမှန်တော့သူရှိနေတာကဒီကုမ္ပဏီအတွက်စုတစိတ်တစ်ခုသာရရဲ့ပြင်ကျန်တာမရှိခဲ့ဘူး။သူရဲ့လောက်ငွေသားတွေသူရဲ့အပေါင်းအဖော်တွေကဂိမ်းမစားတဲ့တောင်ရှိရင်တော့မှသူ့ရဲ့အခါကျင်းကိုပေးခဲ့ပြီးတော့လောက်ခဲ့ပြီးရင်နောက်မှတော့ကြော်ညာပွဲကြီးဆိုရင်လည်းဘာတစ်ခုမှမတက်ခဲ့တာကြောင့်သူတို့ကုမ္ပဏီရဲ့အောင်မြင်မှုသာရနေတာဝင်ဝင်မတိုးတက်ခဲ့ကြအောင်ပြောပြခဲ့ပါတယ် ရဲချူးကလည်းနောက်ပိုင်းမှာကတော့သူ့ရဲ့ gain ID ကိုကိုပိုင်ကက်ကလည်းမရှိတော့အကြောင်းရက်တီဖို့အတွက်ဆိုရင်တော့အစကနေစတင်ရမှာဖြစ်ပြီးပြောရမယ်ဆိုရင် gain account အသစ်တစ်ခုပြန်လည်စတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့သတ်မှတ်ထားတဲ့ခုံစီကိုတွားခဲ့ပါတယ်ပေးလိုက်တဲ့ကွန်ပျူတာခုံမှာတော့ဆော့လက်ဆသူတယောက်ရှိနေခဲ့ပြီးကောင်မလေးတယောက်ကတော့ပိုင်ရှင်တတိဖြစ်နေခဲ့က52ပွဲလုံးလုံဝဆုံရှုံနေခဲ့ပြီးတော့ဂိမ်းကို9နှစ်တာတလုံးလုံးခဲ့ရတော့မှတပွဲမှမနိုင်မင်းစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်သွားခဲ့ပါတယ် ထွက်သွားတဲ့အချိန်မှာတော့ ID ကကိုသာယူသွားတယ်လောအောင်မလုပ်သွားခဲ့ရကြောင်းပွဲရတန်းတိုင်းနဲ့ကြံနေခဲ့တာလို့ပြန်လာကြည့်တဲ့အချိန်မှာတော့ရေချိုးကပွဲဥနိုင်အောင်ဆော့ပီးထားခဲ့ပါတယ်သူထွက်သွားတဲ့အချိန်မှာအပေါဝါပဲရှိသေးတယ်ဂိမ်းကိုဘလို့ဆော့လိုက်တာလေလို့မင်းနေခဲ့ပြီးတော့ ရရှိုးလေတီပြိုင်ပွဲလောက်ကတော့စက္ကန့်40လောက်နဲ့နိုင်ပွဲပြအောင် ပြောင်းလို့ရပြီးတော့ဒါတော့မှလက်ထီထုံနေသေးလို့ဖြစ်ကြအောင်ပြောခဲ့ပါတယ်။ရရှိုးကတော့ professional ကစားသမားတယောက်ဒါမှမဟုတ်ရင်ညမမြကလက်ကလက်တင်ရလာမင်းင်ကဲပြီးတော့သူကလေပြောင်မြောက်ကလက်တင်ရသူတွေအားလုံးရုပ်ကိုမြင်ဘူးခဲ့ပြီးတော့သူမမြင်ဘူးတဲ့ရရှိုးကလွှဲရင်တော့ကျန်တဲ့သူတွေအကောင်လုံးတိကျအောင်ပြောခဲ့ပါတယ်။ ကောင်းလားကောင်းမလေးတဲ့ရေချိုးရဲ့မှတ်ပုံတွေကြံခဲ့လို့လာပြီးနေတဲ့အချိန်မှာတကယ်ပဲရေချိုးပဲလားဆိုပြီးတော့မှတ်ပုံတွေကိုကြည့်ခဲ့ပေမဲ့မှတ်ပုံတွေရဲ့နာမည်ကတော့ရေချိုးဆိုပြီးတော့နာမည်သိမတူတာကိုတွေ့ခဲ့ရပါတယ်။ရေချိုးကတော့ဒီဇိုင်းပတ်ရှင်မှန်တည်သွားခဲ့ပြီးတော့မော်နီတာမှာလည်းအလုပ်သမားလူအကြောင်းရေးထားတာကြောင့်ညတိုင်းအတွက်သူ့လုံးရှင်ကြောင်းပြောတော့လက်ခံလိုက်ပါတယ်။ ဒါပေမဲ့အခုလာမယ့် glory ပွဲမှာတော့သူ့ကိုရှင်းနိုင်မယ်ဆိုရင်တော့လက်ခံမယ်လို့ပြောလိုက်ခဲ့ပြီးရဲ့ချင်းယေရှုကလည်း glory နဲ့အစောပိုင်းပထမကတ်ရှိနေရာကြောင့်စိုက်ခြင်းလဲပထမမျိုးဆက်ကတ်တောင်ရှိနေရလားဆိုပြီးဆော့တာဘယ်နှနည်းကြပြီလဲလို့မေးလိုက်ပါတယ်။ယေရှုကတော့သူဆော့လာတာဆယ်သုနှစ်တခုစာလောက်ရှိပြီလို့ပြောခဲ့ပြီးတော့တညာလုံးကစားပြီးနိုင်မှာနောက်ပိုင်းသူ့အလုပ်တွေမှာညာတိုင်းဆင်းနိုင်မှာမလို့ဒီညာတပွဲလုံးဆော့ပြီးရောသူ့ကိုနိုင်အောင်ဆော့ပြီးမှရှာမယ်လို့ပြောခဲ့ပြီးရဲ့နောက်ပတ်စံပေးလိုက်ပြီးသူ့အတွက်ညာသာအရင်ဆုံးတောင်းဝယ်ပေးလို့ပြောလိုက်ပါတယ်။ ယေရှုပြန်လာတဲ့အချိန်မှာတော့ glory ပွဲကစနေပြီဖြစ်ပြီးတော့အမြန်ပြေးလာခဲ့ကယေရှုလည်းစေစုနှစ်တခုလာဆော့လာတာပြောပေမဲ့လူတဲ့အနေနဲ့ပြန်လဲကြည့်ရပြီးတော့ဂိုင်းညွန်တွေဖတ်နေရပြီးလုံနေရပါသေးတယ်။ယေရှုကတော့တိဝက်ချက်တစ်ခုပြောပြမယ်ဆိုပြီးတော့သူကအမှန်တကယ်တော့စစ်နပ်ဗျာလို့ခေါ်တဲ့ယေရှုဖြစ်ကြောင်းပြောနေခဲ့ကတတိကလည်းသူကယေရှုနဲ့တွေ့ဘက်ကစားတဲ့မူရှံဖြစ်ကြောင်းပြန်လည်ပြောခဲ့ပြီးတော့မယုံသလိုပြန်ပြီးတော့စာနာနေခဲ့ပါသေးတယ်။ ။ဒါချို့လေသူ့ရဲ့ character အခုမှစတင်ရမှာဖြစ်ပြီးတော့ဒွေဘက်အကြောင်းကြောင့်မလို့စတင်ဖန်နီးနေခဲ့ပြီးရင်တော့ glory ရဲဝင်သွားတဲ့အချိန်မှာမထင်မလောက်အောင်လို့လူရီများပြားနေအောင်တွေ့ခဲ့ရပါတယ်။ရဲ့ချုပ်ကလေအစောပိုင်းအခုမှမရှင်နေဖြစ်နေရတာဆိုတော့ခွေးတွေတဲ့ဝက်တွေတဲ့နဲ့စတင်နေခဲ့ရပြီးရဲ့နောက်မှာတော့အခန်းတစ်ခုရဲ့ရှေ့ကိုရောက်သွားကတိတတလုံးတွေ့လေရပါတယ် အိုက်တန်ဘတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့အရင်တော့ဆယ်လုံးနှစ်ကလေးကကစားခဲ့တဲ့အစာမြင့်တင်ခဲ့တဲ့အဆောင်တစ်ခုဖြစ်နေခဲ့ပြီးတော့အခွင့်အလောင်းထီလေးတစ်ခုကသူ့ရဲ့လက်နက်အဖြစ်ရှိနေခဲ့ပြီးအဆင့်ငါးပဲရှိနေခဲ့သေးပါတယ်။ဒီလိုနဲ့သူ့ရဲ့ဂိမ်းကာရိုက်တာကိုတော့တခင်မောရှောက်ဆိုပြီးနာမည်ပြောင်းထားပေးလိုက်က Happy Cafe ဆိုင်မှာပဲအလုံးဆက်လုံးနေခဲ့ပါတယ်။ရေချိုးဝင်လာတဲ့အချိန်မှာတော့သူ့ကိုညာလုံးမှစောင့်ပြီးတော့စမ်းသပ်မဲ့တတိလေးအိပ်ပျော်နေခဲ့ရကြောင်းဂိမ်းထဲဝင်လိုက်တဲ့အချိန်မှာတော့ဘော့တကောင်အတွက်လူတစ်ယောက်က record ဆုတ်ထားတာကိုတွေ့လေရပါတယ်။ ဆောင်ရဲဆိုရဲအဖွဲတဲ့ဝဲကခေါ်လို့လက်ခံလိုက်ခဲ့ပြီးရင်တော့ဆာရိုက်ပြောနေခဲ့ပြီးမယ်ရေချိုးကိုတော့ချမရိုက်နဲ့အတန်းနဲ့စကားပြောရတဲ့ဟာကိုဖွင့်ခိုင်းနေရပါရင်အဖွဲရဲဝင်သွားတဲ့အချိန်မှာတော့အကောင်လုံးကအတိတ်တွေဖြစ်နေခဲ့ပြီးတော့ခေါင်းဆောင်တယောက်တည်းသာလန်ထွက်နေခဲ့တာမလို့သူ့ရဲ့နောက်လိုက်တွေကိုမင်းတို့တွေသူ့ရဲ့နောက်သားလိုက်စုတွေအားလုံးရှားမယ်ဆိုပြီးတော့ပြောနေခဲ့ကြပြီးအားလုံးလည်းအားကိုးနေခဲ့ကြပါရဲ့ ရင်းရအောင်တယ်ဆိုတာကတော့အေးဆက်မဲ့ကောင်းနေရာရီဘောတကောင်သားသားပဲသူ့ကိုတတ်မယ်ဆိုရင်တော့အိုင်တန်ကောင်းကောင်းရှားမှာဖြစ်လာကြအောင်ဆာဘာတစ်ခုလုံးမှာလေပထမ first game ကိုရမှာဖြစ်ကြအောင်ပြောတော့ယေရှုကအနီးနားရောက်နေရအောင်ကောင်းကောင်းတည်နေခဲ့ပါတယ်ငင်းရန်ကြောင်ကလည်းစဉ်တက်လာတဲ့အချိန်မှာပဲပြစ်မှတ်တော်မတိရသေးပဲနဲ့အစ်စ်ကောင်ကလှန်တီးနေကြတာကြောင့်အတော်လေးကြာယူနေရပြီးရဲ့အချိန်တပတ်ကောင်ကိုတိုက်ခိုက်တဲ့အချိန်မှာရေချိုးလေသူ့ရဲ့စာအနဲ့ပြန်ပြီးတော့ဟီးပေးထားခဲ့ပါတယ် အဲဒီကောင်ကလည်းတုတ္တအစမတန်တက်ခိုက်ပြီးနေခဲ့ပေမဲ့တက်ခိုက်ရင်နဲ့ရေရှူလေးစပုံကအတော်လေးကောင်းတာပဲဆိုပြီးကြည်နေခဲ့ကနောက်ကနေလူတစ်လေးလေးရှဲချိတ်နေခဲ့ကြပါတယ်အကောလုံးဝိုင်းတက်ခိုက်ခိုင်းလို့ဒေါ်ဝသွားရဲ့အချိန်မှာဘောကောင်လေးပုံမှန်မြန်လာခဲ့ပြီးရလထင်းရှုပ်ရခတ်နေခဲ့ပြီးတော့ညာဘက်ကတက်ခိုက်တဲ့အချိန်မှာခေါင်းပြန်လာထားခဲ့ပါတယ် ဒီလိုနဲ့တက်ခိုက်နေပေမဲ့အားလုံးနဲ့ကတောင်ကနေနေဖြစ်ကုန်ကြပြီးတော့ချက်ပါပြေးကုန်တဲ့အထိဖြစ်ကုန်ကြတာအကောင်လုံးနဲ့ကြမိုင်းခင်ရလို့ရှောက်ကုန်ကြပြီးတော့ခေါင်းဆောင်တယောက်လေးရဲရှံနဲ့နှစ်ယောက်လေးကြံနေခဲ့တဲ့အချိန်တွေမှာခေါင်းဆောင်နဲ့အသေးအံတက်ခိုက်နေခဲ့ပြီးတော့ရဲရှုကတော့တွေးဖြစ်ခိုင်းနေခဲ့ပေမဲ့ရဲရှုလည်းမင်းရဲ့အကွက်တီကိုအားလုံးသိရဲလို့ပြောခဲ့ပြီးပေါကောင်ကိုအချိန်တွေပြီးတက်ခိုက်လို့အကောင်တီးသွားမှအိုက်တန်နေကိုမင်းတယောက်လေးယူမှာမလားဆိုပြောခဲ့ပါတယ် ကောင်းဆောင်ကလည်းသူ့ရဲ့ HP ကအရန်ခန်းနေခဲ့ပြီလို့ပြင်းပြင်းထန်ထန်ပဲတက်ခိုက်ရမှာမလို့နှစ်ယောက်ပေါင်းပြီးအတူတူတက်ခိုက်မယ်လို့ပြောကတရားတော်ဝတ်စီယူမယ်လို့တော့ပြောလိုက်ပါသေးတယ်။ရဲရှိုးကလည်းတရားတော်ဝဆိုရင်တော့လောကစိတ်ဝင်စားဘူးလို့ပြောခဲ့ပြီးတော့ရှောင်းရင်းနဲ့အတူတူတိုက်ခိုက်တော့ကြည်နေခဲ့ပြီးအသက်0ရောက်ကမှသူ့ရဲ့အခွင့်အလောင်းကြီးကိုကင်ပြီးတော့စတင်တိုက်ခိုက်ဖို့လုပ်ပါတယ်။ခွင်တီးပုံသားကိုပြောင်းလဲလိုက်ခဲ့ပြီးရနလှံဖြစ်ပြောင်းလဲထားခဲ့ကမြက်ကောက်ကိုရှယ်ရခဲ့ပြီးရှယ်ပလန်နဲ့တိတ်နေခဲ့တဲ့အချိန်မှာတတိလဲနိုးလာတော့ဘောတကောင်ဖပ်လိုက်ယူလိုက်နိုင်ပြီဆိုတာသိရတဲ့အတွက်ကြောင့်အံ့ဩသွားခဲ့ပါတယ်။ အိုက်တန်ကတော့ကြောင်လက်သေးနဲ့ကြောင်မျက်လုံးကြီးပါရရှိလိုက်ခဲ့ပြီးအံ့ဩနေခဲ့ကတကယ်တော်ရဲသူပဲလို့တထေးလေးရှိကျူးနေခဲ့ပြီးရဲ့အချိန်စကေးကိုပါရလို့ရမ်းပျော်နေခဲ့ပါသေးတယ်။ကိန်းနဲ့ပြန်ဝင်ကြည့်တဲ့အချိန်မှာတော့ရဲချီကိုပါလာတဲ့ကောင်းဆောင်တွေကိုမကူညီဘဲနဲ့ဘောကောင်အရှက်မရှိတက်တဲ့ကောင်ဆိုပြီးဝိုင်းဆဲထားကြတာကိုတွေ့ခဲ့ပြီးရင်တော့မကောင်းတဲ့ကောင်ဆိုပြီးလဲဝိုင်းပြောနေခဲ့ကြတာကအဖွဲတဲ့မဝင်စီနဲ့လို့ပဲအားလုံးကရှင်းနေနေခဲ့ကြပါဗျာ ူများတွေဝိုင်းပြောခဲ့ကြပါမယ်။ဆောင်ယူကတော့တိတ်ကြီးမဆိုင်ဘဲနဲ့သူ့ကိုပြောခဲ့တဲ့ခေါင်းဆောင်အဖွဲ့ဝင်တယောက်စီတွားခဲ့ပြီးရဲ့အချိန်ဒီအောင်ကဘောကောင်ကလင်ကချင်းနဲ့ယူသွားရဆိုပြီးပြောနေခဲ့ပေမယ့်သူ့အကြောင်းလည်းကောင်းကောင်းသိရလို့ရေရှိုးကိုအဖွဲ့ဝင်ပြန်လက်ခံလိုက်ရပါတယ်။ဒီလိုနဲ့တောအုပ်စိန်နဲ့ဝင်သွားတဲ့အချိန်မှာတော့ဘာမှမလုပ်ပါဘဲထိုင်ကြည့်နေခဲ့ပြီးရင်တော့ရေချိုးလဲစကေးတွေရှေ့ပြနေခဲ့ကတကောင်မီတကောင်ချဲကိုကျိတ်နေခဲ့ပါရဲ့ ဒီလိုနဲ့အဆင့်30ကိုတက်သွားပြီးတဲ့အချိန်မှာပင့်ကိုလိုင်းကိုလည်းဝင်သွားခဲ့ပြီးတော့အချက်ကနေအသားစားပင့်ကိုရဲ့အများကြီးကျလာတာကိုသိရတဲ့အတွက်ကြောင့်မလို့ TOI တိုင်ပြင်ပြောင်းပြီးရှယ်ကိုသိပ်ပြီးနေခဲ့တာကိုတရားတစ်ချက်ကြိုက်ချက်တကူတော့ကြည့်နေခဲ့လို့အားလုံးနဲ့အံ့ဩနေခဲ့ကြပါတယ်။နောက်တန်းပင့်ကိုမော်ထွက်လာတဲ့အချိန်မှာတော့ထက်ဆင်းရိုက်ချက်နဲ့18ခါလောက်တွဲပြီးရိုက်ပီးလိုက်တဲ့အချိန်မှာတကယ်ပဲတော်တော်ကြမ်းတဲ့ကောင်မလားဆိုပြီးတက်ဖွဲ့လုံးအံ့ဩနေခဲ့ကြပါတယ်။ တက်ခိုက်ရင်လေဘော့စ်ကောင်ရောက်လာတဲ့အချိန်မှာရှောင်ရွက်ရဲ့လေသူတို့တွေအတွက်ခက်ခဲလိမ့်မယ်လို့ပြောခဲ့ကရန်ချိုးကတော့ပြေးသွားခဲ့ပြီးရဲ့နောက်မှာတော့အထက်မှာရိုက်ပေါင်းများသွားတဲ့ဆက်ပေါင်းများကထိုးခဲ့ပြီးရဲ့အချိန်မှာတော့ရှယ်ကိုရိုက်ပြီးနေခဲ့တဲ့နောက်ဖွဲ့သွားတယ်လေသူတို့တွေတိုက်ခိုက်ဖို့တော့မလိုတော့ဘူးဖြစ်ကြောင်းပြောပြခဲ့ပါတယ် တကယ်လို့မှဘလို့ကောင်းရင်အဆင့်30ပဲရှိပေးရတာမှာ APN ရ190ကျော်လောက်ဒီလုံနိုင်လာကြောင်းတပ်ဖွဲ့လုံးအန်အောနေရတဲ့အချိန်အဲ့ဒါတောင်ပူချမ်းမလားမသိဘူးသိကြတာတခုက APN 200တထပ်မှတော့ရှိနိုင်နေဆိုပြီးပြောနေခဲ့ကြတာတွက်ဆက်နေခဲ့ကြပြီးရဲ့နောက်မှာတော့နေမီတေးရဲ့ပင့်ကူကောင်ကိုပွဲဦးထက်တက်ပြတ်နိုင်ပါပြီဆိုပြီးတော့ state တက်လာပြန်ပါတယ်တဘာမှာတော့အစင်းမြင့်အဖွဲလေလန်တို့အဖွဲကလည်းတခင်မောချောက်ဆိုတဲ့အကောင်ကဘောကောင်တက်တာနှစ်ခါချိပြီးကျွမ်းညင်အဖွဲအရန်ကောင်းဖြစ်နိုင်တယ်လို့ပြောနေခဲ့ကြပါတယ်